နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ USAID အစီအစဉ်တွေကိုအပြည့်အဝစစ်ပီးပြီးလို့ American နိုင်ငံသားရေးဝန်ကြီးမခိုရူဘီယိုက X လူမှုကွန်ရက်စာမျက်နှာမှာမနေ့ကကြေညာခဲ့ပါရယ်။ကြံနေသေးတဲ့အကူအညီတွေနဲ့ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၁၈ရာခိုင်နှုန်းကိုနိုင်ငံသားရေးဌာနအကူပြောင်းရွှေ့မေးလို့လေဝန်ကြီးရူဘီယိုကကြေညာခဲ့ပါရယ်။နေပောင်း60ကျော်တက်တန်းရှိတဲ့အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ကို သမရထရန့်အစိုးရကတည်င်း၆ပတ်အတွင်းရှင်းလင်းနေတာတွေပြီးဆုံးသွားပြီလို့သူကပြောဆိုခဲ့ပါတယ်။အပြောင်းအလဲတွေလုပ်ဖို့လိုအပ်နေတဲ့ USAID မှာအခုလိုသမိုင်းဝင်ပြုပြင် ပြောင်းလဲမှုတွေအောင်မြင်လုပ်ကင်ခဲ့ကြတဲ့ဝန်ထမ်းတွေနဲ့ DOGE ကိုကျေးဇူးတင်တယ်လို့လေဝန်ကြီးရူဘီယိုကရည်သားခဲ့ပါတယ်။အမေရိကန်ရေးနိုင်ငံတကာအကူအညီပေးရေးအစီအစဉ်တွေကို သမရထရန့်ခန့်အပ်ထားတဲ့ Elon Musk ဥဆောင်တဲ့အစိုးရလုပ်ငန်းများမြန်ဆန်ထိရောက်ရေးဌာန DOGE ကပေးဖြတ်ခဲ့တာပါ ဒေါ်လာဘီလီယံနဲ့ရှိတဲ့နိုင်ငံကအကူအညီအစီအစဉ်တွေပြန်သုံးသပ်နိုင်အောင်လုပ်ငန်းအားလုံးရပ်ဆိုင်ထားဖို့သမရထရန်ကဇန်နဝါရီလ20ရက်နေ့မှာသမရအမိန့်ထုတ်ပြန်ခဲ့တာပါရှင်။